အလုံးမင်္ဂလာပါရှင်ဒုက္ခဖြစ်ပါရရှင်ဒီဗီဒီယိုလေးထဲမှာတော့ဒုက္ခက grade 12တက္ကသိုလ်ဝင်စာမေးပွဲမှာ biology ကိုဂုံဒူးမတ်ဂုံဒူးလွန်မတ်လိုချင်တဲ့အကြောင်းသားကျောင်းသူမောင်လေးညီမလေးတွေအတွက်အသုံးဝင်စေမယ့်အကျိုးရှိစေမယ့်နီလန်ကောင်းလေးတွေကိုညွှန်ပြပေးသွားမှာဖြစ်ပါရရှင် ခကိုရိုင်းလည်း2024 2025ပြည်ညာသင်နှစ်တက္ကသိုလ်ဝန်ဆောင်မေးပွဲမှာ biology ကို69မှတ်နဲ့ဂုဏ်ထူရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ဒုက္ခကဒုက္ခဘိုင်ကိုချက်တဲ့နေရာမှာအုံပြုခဲ့တဲ့နီလန်းခေါင်းလေးတွေဒုက္ခကိုဘိုင်ကိုတင်မိခဲ့တဲ့ဆရာဆရာမတွေကမျှော်ပြီးခဲ့တဲ့နီလန်းလေးတွေကိုအခုကြည့်ရှုနေကြတဲ့အကြောင်းသားအကြောင်းသူမောင်လေးညီမလေးတွေကိုတစ်ဆင့်ပြန်လဲမျှော်ပြီးမှဖြစ်ပါတယ်။ ဒုက္ခယုံကြည်ပါတယ်ဒုက္ခပြောတဲ့ဒီနီလန်းလေးတွေတိုင်းလိုက်လို့ကြည့်မယ်ဆိုရင်ကိုငကိုရနေတဲ့အမတ်ထပ်ပို့ပြီးတော့များများရလာမယ်ကိုလိုချင်တဲ့ဂုံတုမတ်တွေဂုံတုလွတ်မတ်တွေရလာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုလေးကိုစိတ်ဝင်စားရဲဆိုရင်တော့ဆုံးတိကြည့်ရှုပေးကြပါအောင်ရှင်ဗီဒီယိုလေးထဲမှာတော့ဒုက္ခကဘိုင်ကိုကိုထိထိရောက်လေးလာကြက်မှတ်နိုင်ဖို့အတွက်အဆင့်၃ဆင့်ခွဲထားပါတယ်ပထမတစ်ဆင့်ကတော့လေးလာသိယူတဲ့အဆင့်ဒုတိယအဆင့်ကတော့ကြက်မှတ်တဲ့အဆင့်တတိယအဆင့်ကတော့ပြန်တွေးတဲ့အဆင့် ၃ဆင့်ဖြစ်ပါတယ်။ဒါဆို ပထမဆင့်လေးကိုသွားလိုက်ကြရအောင်။ပထမဆင့်ကတော့လ ీల တည်ယူတဲ့အဆင့်ဖြစ်ပါတယ်။ဒုက္ခရောလ ీల တည်ယူတဲ့အဆင့်ဆိုတော့ဆရာဆရာမတွေသင်ပေးနေတဲ့အချိန်မှာတည်တည်ချာချာဒီလိုက် နားထောင်ရမယ်ပေါ့နော်။ကိုကဆရာဆရာမသင်ပေးနေတဲ့အချိန်မှာတည်ချာလိုက်နားမထောင်ဘူးဆိုရင်စာရေကဘာမှမသိဘဲနဲ့အတိတ်ပဲတည်ချာမသိဘဲနဲ့ဖြစ်သွားမှာပါ။ဒုက္ခရော grade 10ကနေစပြီးရောပေါ့နော်။10 11 12သုံးနှစ်စလုံးမှာစာရေကအင်္ဂလိပ်လိုတွေဖြစ်သွားတယ်ပေါ့။ ုက္ခဘိုင်ဝုံတွဲနဲ့ပြောမယ်ဆိုရင်ဒုက္ခတို့မြန်မာစာကလွဲလို့ပေါ့နော်အင်္ဂလိပ်သင်ချာ chemistry physics ဘိုင်ဝုံအဲ့အရာတွေကအဓိကသင်ရတဲ့ဒီဘာသာတွေရပါတော့အင်္ဂလိပ်လိုတွေဖြစ်သွားတယ်။ဒါကြောင့်မလို့ဒီဘိုင်ယိုမှာဆိုရင်လည်းအင်္ဂလိပ်လိုတွေဖြစ်သွားဖြစ်တဲ့အတွက်ကြောင့်ကိုကမြန်မာလိုတိတိကျကျအတိတ်ပဲနားမလည်ဘူးဆိုရင် စာကကြက်ရတာလည်းလွယ်မှာမဟုတ်တော့ဘူး။စာလည်းမကြက်ချင်တော့ဘူးပေါ့။စာနားမလည်တော့ကျတော့ဘာစာမှမလုပ်ချင်တော့အဲ့လိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်မလို့ဆရာဆရာမကမြန်မာလိုရှင်းပြပြီးတော့ကျတော့တိတိကျကျလေးသင်ပြပေးနေတဲ့အချိန်မှာကိုကလိုက်နာထောင်ဖို့လိုပါတယ်။ကိုမသိတဲ့အဓိပ္ပာယ်တွေပေါ့နော်။အင်္ဂလိပ်စာလုံးကိုမသိတဲ့မြန်မာအဓိပ္ပာယ်လေးဆိုလိုက်မှတ်မယ်။ကိုအတန်ထက်မသိတဲ့စလုံးလေးတွေဆိုရင်လည်းလိုက်မှတ်အဲ့လိုမျိုးဆရာဆရာမတင်တဲ့ချိန်မှာတေချာလိုက်နာထောင်ရင် ကိုလည်းအဓိပ္ပာယ်လေးတွေတေချာနားလည်မယ်ပြီးသွားရင်ကိုတင်နေတဲ့ဘိုင်ယိုခေါင်းစဉ်တစ်ခုရဲ့ process ကိုလည်းနားလည်မယ်ပေါ့ဥပမာကိုကဆရာမ DNA ကြောင်းတင်နေတဲ့ချိန်မှာကိုကတေချာလိုက်နာမထောင်ဘူးဆိုရင် DNA ကြောင်းချက်တဲ့အခါမှာ ဘာမှသိမှာမဟုတ်တော့ရွှေရွှေလေးခတ်ပြီးတော့ဘာမှနားလဲမှာမဟုတ်ဘူးဘာမှရမှာမဟုတ်ဘူးဗော DNA ဆိုတာကကြတော့သူက biochemistry ထဲမှာပါသွားပြီတဲ့ကြောင့်နည်းနည်းစာရှုပ်တဲ့ထဲမှာလည်းပါတယ်အဲ့လိုမျိုးသင်တဲ့အချိန်မှာကိုကလိုက်ပြီးတော့တေချာနားမထောင်တော့ဆိုရင်စာပြန်ကျက်တဲ့အခါမှာလည်းရွှေရွှေခတ်ပြီးတော့စာမကျက်ချင်တော့ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မလို့ပထမတစ်ဆင့်အနေနဲ့ကတော့လေးလာသင်ယူနေတဲ့အချိန်မှာဆရာဆရာမသင်ပေးတာကိုတေချာလိုက်နားထောင်မှာကိုမသိတဲ့အရာတွေဆို notes ထုတ်ပြီးတော့ light map ပါဒါကတော့ကျက်စာအပိုင်းပေါ့ တက်စာပိုင်းပြီးရင် ပုံနေပိုင်းပုံ label caption နေမှာဆိုရင်လည်းဒါဒီပုံမှာပေါ့နော်ညွန်ပြထားတဲ့အစိပ်ပိုင်းကဘယ် label ကိုထိုးထားလဲသူ့ရဲ့အစိပ်ပိုင်းနဲ့ label နဲ့ကိုတခြားတွဲပြီးတော့ line map ပြီးလေးလာပါ label ရဲ့မြန်မာအတိတ်ပဲလေးတွေကိုလည်း line ပြီးတော့မှတ်ပါပုံတပုံမှာပါတဲ့ label တွေ caption တွေကပဲစိတ်ပန်းအောင်ထိုးနေတဲ့ဒီပုံဆိုရင်ဘာကြောင့်ဒီ label တွေပြတာလဲတည်တည်ချာချာလေးသိအောင်လုပ်ပါတော့။အဲ့လိုသိပြီးဆိုရတဲ့ဒုက္ခရောကကြက်တဲ့အဆင့်ကိုသွားလို့ရပါပြီ ုံဒီမှာဆိုရင်လည်းဆရာဆရာမတွေကဘလို့စွဲရင်လွယ်တယ်ဘလို့လေးစွဲတင်တယ်တဆင်ချင်းစီပြောပြနေတဲ့အချိန်မှာကိုကတည်တည်ချာချာလေးလိုက်မှတ်ပြပါဒါဆိုရင်တော့ပထမအဆင့်အနေနဲ့လေးလာတင်ယူရတဲ့အချိန်မှာကိုကအာယုံဆူဆိုက်ပြီးတော့ live မှတ်မယ်။မသိရတဲ့စကလုံးလေးတွေအထိပယ်လေးတွေ live မှတ်မယ်။ပုံဆွဲတဲ့အခါမှာဆိုရင်လည်းဆရာဆရာမပြောပြတဲ့နီးလန်းလေးတွေတိုင်း live လုပ်မယ်ဆိုရင်တော့ပထမတစ်ဆင့်ကတော့အောင်မြင်သွားပါပြီ။အဆင့်ပြီးပြီဆိုတော့ဒုတိယဆင့်ရောက်လာပါပြီ။ဒုတိယဆင့်ကတော့ကြက်မှတ်တဲ့အဆင့်ပေါ့နော်။ ဒုက္ခရောဘောင်းတပုတ်စကြက်တော့မယ်ဆိုရင်အိုက်စာပိုက်ကိုအရင်ဆုံးမြန်မာလိုစိတ်ထဲကနေဘာသာပြန်ကြည့်ပါဒုက္ခရဆရာဆရာမတွေကစာရှင်းနှုန်းကမြန်မာလိုဘာသာပြန်ပြီးတော့ရှင်းပြပြီးသွားပြီ။ဒါပေမဲ့စာကြက်တော့မယ်ဆိုတာနဲ့ကိုကြက်မဲ့စာကိုစိတ်ထင်းရနေမြန်မာလိုဘာသာပြန်ကြည့်ပါ တချို့ကတော့ထင်ကောင်းထင်နိုင်တယ်ပေါ့နော်ဒီလိုမျိုးဘာသာပြန်တော့အချိန်နည်းနည်းပိုကြမယ်လို့ထင်နိုင်တယ်ဒါပေမဲ့ကြားတယ်ဆိုလဲသူခါတော့အလုံးဆုံး1မိနစ်3မိနစ်ပါပဲကိုအတိတ်ပဲနားလည်ပြီးသားဆောင်မြန်မာလိုစိတ်ထရနဲ့ဘာသာပြန်တာဖြစ်တဲ့အတွက်ကြောင့်အချိန်ကတော့လောက်ကြီးမကြပါဘူးပြီးတော့လေကိုပေးရတဲ့အချိန်ကလည်းတန်ပါတယ်အကျိုးရုံမသွားပါဘူးကိုစာချက်တဲ့အခါမှာသူများထက်ပိုပြီးတော့မြ мян ရလွယ်ပါတယ်ဒီနီလန်းလေးကဒုက္ခကိုရိုင်းလဲစာချက်တဲ့အခါမှာတုံးခဲ့တဲ့နီလန်းလေးဖြစ်တဲ့အတွက်ကြောင့်ကြီးစုသူမောင်လေးညီမလေးတွေကိုလည်းဒီနီလန်းလေးလိုက်တုံးကြည့်စေချင်ပါတယ် ကဲဒါဆိုရင်တော့အဓိကစာချက်တဲ့အပိုင်းရောက်လာပြီပေါ့နော်စာချက်တဲ့အခါမှာဆိုရင်လေဒုက္ခကစာချောင်းကိုတချောင်းချင်းစီတိတိချာချာလေးချက်စီတယ်နဲ့ပထမတချောင်းရင်ချက်မယ်ပထမတချောင်းတိချာရပြီဆိုမှဒုတိယတချောင်းသွားမယ်ဒုတိယတချောင်းရပြီဆိုမှတတိယတချောင်းသွားမယ်ပေါ့နော်အဲ့လိုလေတချောင်းချင်းစီတိတိချာချာလေးသွားစီတယ်နဲ့တခါလေကြောက်ရလဲတချို့အပုတ်တွေမှာကစာချောင်းအတူလေးတွေစုထားမျိုးလေးဖြစ်တတ်တယ်ပေါ့နော်ဥမာအနေနဲ့ဆိုရင်စာချောင်းတူလေး၅ချောင်းပါတဲ့စာပုတ် တစ်ပုတ်ကိုချက်တော့မယ်ဆိုရင်ဒုက္ခဆိုရင်ပေါ့နော်ပထမ၃ချောင်း ဒီ၃ကြောင်းတစ်ခါတည်းတွဲပြီးတော့တခြားလေးကြက်လိုက်မယ်ဒီပထမ၃ကြောင်းရပြီဆိုမှဒုတိယ၂ကြောင်းကိုတွားကြက်မယ်အဲ့ဆိုတော့ရပြီဆိုမှပထမ၃ကြောင်းဒုတိယ၂ကြောင်းတစ်ခါတည်းပေါင်းပြီးတော့အလွတ်ဆိုကြည့်မယ်ပေါ့နော်အဲ့လိုလေးလောက်လိုက်တော့ကျတော့ကိုစာလည်းမြ мян ရလွယ်တယ်ပြီးသွားရင်စာကိုလည်းတည်တည်ချာချာမှတ်မိစေရပေါ့တခါတလေကြတော့လည်းရှိသေးတယ်တချို့အပုတ်တွေမှာပေါ့နော်စာချောင်းတစ်ချောင်းနဲ့ရပဲအရှိကြီးဖြစ်နေတာမျိုးတွေရှိတယ်အဲ့လိုမျိုးကြရင်တော့ဒုက္ခရောကစာချောင်းလေးကိုအတိတ်ပဲရှိရဲ့စာပိုင်းလေးတွေ အဖြစ်ပိုင်းဖြတ်ပြီးတော့ကြက်ကြည့်မယ်ပေါ့ဥပမာအနေနဲ့ဆိုရင်ဒုက္ခရော grade 12 biology chapter 1 seminar နှစ်မှာရှိရဲ့ theme 2မှာဆိုရင်နောက်ဆုံးစာကြောင်းမှာပေါ့နော်သူစာကြောင်းကလည်းရှိရဲ့သူကဒုက္ခအဲ့စာကြောင်းလေးကိုဖတ်ပြပေးမယ် gene expression can also produce some rnas that are not translated into proteins that serve other important functions အဲ့ဆိုရင်ဒီစာကြောင်းလေးကနည်းနည်းရှိရဲပေါ့နော်ဒုက္ခရောကြက်တဲ့အခါမှာနည်းနည်းလေးခက်ခဲဖြစ်နိုင်တယ်အဲ့ဆိုရင် လူကကစာကိုသူသုံးပိုင်းလေးပိုင်းလိုက်တယ်ဗောနော်ပထမတစ်ပိုင်းအနေနဲ့ gene expression can also produce some RNAs အမှတစ်ပိုင်းပိုင်းလိုက်တယ်နောက်တစ်တစ်ပိုင်းက that are not translated into proteins အမှတစ်ပိုင်းပိုင်းလိုက်ပြီးတော့နောက်ဆုံးပိုင်းကကျတော့ that serve other important functions အဲ့ဒီမှာတစ်ပိုင်းပိုင်းလိုက်တယ်အဲ့ဆိုတော့ကျတော့ကိုပိုင်းလိုက်တဲ့အခါမှာလည်းအတိပယ်ရှိတဲ့ စာပိုင်းလေးဖြစ်ဖို့လိုရပေါ့နော်ဒိဗယ်မရှိဘဲနဲ့ရှောက်ပြီးတော့စာပိုင်းပန်းလိုက်တယ်ဆိုရင်ကြက်ရတဲ့အခါမှာထောက်ပြီးတော့ကျတော့အဆင်မပြေဘူးပေါ့သူကပန်းလိုက်တဲ့အခါမှာဆိုရင် gene expression can also produce some RNAs gene expression လို့ခေါ်တဲ့ visa ဖော်ပြခြင်းကတချို့ RNAs တွေကိုထုတ်ပေးနိုင်တယ်အာဒီတစ်ပိုင်းကအထိပ္ပယ်ရှိတယ်တချို့ RNA ကိုထုတ်ပေးနိုင်တယ်ဒုတိယတစ်ပိုင်းက that are not translated into proteins အဲ့ RNAs တွေကိုပဲပြန်ညွှန်းတာပေါ့နော်အဲ့တချို့ RNAs တွေက protein ဖြစ်တော့မပြောင်းလဲနိုင်ဘူး အဲ့ဆိုသူကလည်းအိဗယ်ရှိတာပဲသူထုတ်ပေးလိုက်တဲ့တချို့ RNAs တွေက protein ဖြစ်တော့မပြောင်းလဲနိုင်ဘူးနောက်ဆုံးအပိုင်းမှာကြည့်မယ်ဆိုရင် bad serve other important functions ဒါပေမဲ့ protein မဖြစ်နိုင်ပေမဲ့လည်းအရေးကြီးတဲ့ function တခြားအရေးကြီးတဲ့ function တွေကိုလုံးဆောင်ပေးနိုင်တယ်အဲ့ဆိုသူကအိဗယ်ရှိရအာဒီသုံးပိုင်းကိုတစ်ဖြတ်ချင်းစီတိတိချာချာလေးပေါ့နော်ကိုပိုင်းထားတဲ့အပိုင်းလေးတွေတိချာရပြီဆိုရင်အဲတုံးပိုင်းစလုံးပေါင်းပြီးတော့တချောင်းဖြစ်သွားပြီပေါ့အဲ့တချောင်းကိုပြန်ပြီးတော့လွတ်ဆိုကြည့်လိုက်တယ်ပေါ့အဲ့လိုလေးကြက်ကြည့်ပါအဲ့ဒါဆိုရင် စာကလည်းပို့ပြီးတော့မြ мян ရလွယ်တယ်ပြီးသွားရင်စာကိုလည်းခေါင်းထဲမှာပို့ပြီးတော့ကြကြထည့်ထားနိုင်မှာပေါ့နော်ဒါတော့ဒုက္ခသုံးခဲ့တဲ့နီလန်လေးပါအဲ့ဆိုရင်ဒုက္ခတော့စာချက်တဲ့အပိုင်းပြီးသွားပြီဆိုရင်တော့ label caption နေကြကြတော့မှာပေါ့ label caption နေချက်တဲ့အခါမှာလည်းဒုက္ခကပေါ့အဲကိုချက်တဲ့စာပိုင်းနဲ့တွဲနေတဲ့ပုံရဲ့ label ကိုကိုစာချက်တဲ့အချိန်မှာတခါတည်းတန်းပြီးတော့ချက်စီကြတယ်အရင်ဆုံးကိုက စာပိုက်အရင်ကျက်လိုက်တယ်ပေါ့စာအပုတ်ကိုရသွားပြီဆိုရင်အဲ့စာပုံနဲ့တွဲနေတဲ့ပုံရဲ့ label နဲ့ caption နဲ့တခါတည်းတွဲချက်ပေါ့နော်စာချက်ပြီးသွားတော့နောက်ရက်ကျမှအဲ့ label caption ကိုသွားချက်မယ်ဆိုပြီးတော့မလုပ်ပါနဲ့ဘာကြောင့်လဲဆိုတော့သူခါရစာတွေကအရင်များတော့ကျော်တော့စာပဲအဓိကဖိပြီးကျက်ကြမှာ label caption ကိုကိုကနောက်မှကျက်လိုက်မယ်ဆိုရင်ကျက်ဖို့မိသွားပြီးတော့ကျော်တော့အချိန်ပေးနိုင်မှာမဟုတ်တော့ဘူးဒါကြောင့်မလို့ကိုကျက်နေတဲ့တခါတည်းအဲ့စာပိုက်ကိုကျက်နေကြတဲ့ကသူနဲ့သက်ဆိုင်တဲ့ label caption တခါတည်းအချိန်ပေးပြီးတော့ပေါ့နော်စတိုက်ကျက်သွားပြီးပါ ချက်တဲ့အခါမှာလည်းအဲသူပုံမှန်ညွှန်ပြထားတဲ့အစိပ်ပိုင်းနဲ့ label နဲ့ကိုတွဲပြီးတော့ကြတော့အရင်ဆုံးမှတ်စီခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးမှတ်မိနေမှာကိုကဘန်ကိုတကယ်ရတယ်ခေါ်တာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ပုံကဘယ်ကိုထူထားမှမသိဘဲနဲ့သူပြထားတဲ့အစင်လိုက်ကြီးတိုင်းသွားကြက်လိုက်မယ်ဆိုရင်ဘန်ကိုတကယ်ရတာတော့မဟုတ်ဘူးပေါ့ကိုကစာသာရသွားမယ်သူ့ရဲ့အတိတ်ပဲအနှစ်သာရကိုနားလည်မှာမဟုတ်ဘူး ကိုကအရင်ဆုံးအစိပိုင်းလေးနဲ့သူညွှန်ပြတဲ့အစိပိုင်းနဲ့ label နဲ့ကိုတွဲမှတ်မိအောင်လုပ်မယ်အဲ့လိုလုံရင်းတဲ့နဲ့ကြက်ရင်ကြက်ရင်တဲ့မှာကိုကအစင်လိုက်မှတ်မိလာမှာပဲဟုတ်တယ်ဒုက္ခတို့ label ချက်တဲ့ခါမှာဆိုရင်အစင်လိုက်မှတ်မိဖို့ကလည်းအရေးကြီးရယ်ဘာကြောင့်လဲဆိုတော့ဒုက္ခတို့မိခွန်းမှာဆိုရင်သူကပုံက black and white ပေါ့နော်အဖြူမိန်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်တစ်ခါလေကြာရင်ညှားထိုးတာဘဲစိတ်ပန်းကိုထိုးတာမှတိချာမမြင်ရဘူးပေါ့အဲ့ဒီအချိန်ကျကိုကအစိပ်ပိုင်းမှတ်ချက်ထားတဲ့အတွက်ဖြစ်တဲ့အတွက်ကြောင့် အစေပိုင်းကိုဒီချာမမြင်ရတော့ဆာမတက်တာမျိုးဖြစ်မိနိုင်တယ်။ဒါကြောင့်မလို့အစင်လိုက်လေးလေးရအောင်ကျဲရမှာပေါ့နော်။အဲ့ဆိုတော့အဲဒုက္ခကအစင်လိုက်လေမကြက်တင်ဘူးလို့လည်းပြောတယ်ဒီနောက်ခါကျလည်းအစင်လိုက်ကြက်ရမယ်လို့လည်းပြောတယ်အဲ့ဆိုတော့ရှုပ်သွားမှဆိုလို့ပေါ့နော်။အရင်ဆုံးအနေနဲ့သူ့ရဲ့အစိတ်အပိုင်းနဲ့ label နဲ့ကိုတွဲပြီးတော့မှတ်မိအောင်လုပ်ပါ။တွေ့ပြီးမမြအောင်ကြက်ပါနောက်ရင်ကြက်ရင်ကြက်ရင်တဲ့ဒုက္ခတော့အဲအစင်လိုက်မှတ်မိလာမှာပဲအစင်လိုက်မှတ်မိလာတဲ့အခါကျရင်လုံးဝ easy ဖြစ်သွားပြီပေါ့နော် ဆိုတော့နှစ်ခုစလုံးကိုတုံးကြည့်ပါပေါ့နော်ဒီပုံလေးမှာကြည့်မယ်ဆိုသူက black and white ရေးထားတာဖြစ်တဲ့အတွက်ကြောင့် black and white ပုံဆွဲထားဖြစ်တဲ့အတွက်ကြောင့်လို့အစိပ်ပိုင်းတွေထိုးထားတဲ့ခါကျရင်တချို့နေရာတွေမှာမထင်ရှားအမျိုးတွေဖြစ်တဲ့ခါကျရင်ကိုကဘယ်နေရာမှာဘယ်လီပဲတက်ရမလဲဆိုတာသူချက်ချက်ကွက်ကွက်ပြပြမသိပဲနဲ့မှတ်တက်မိနိုင်တာရှိတယ် ဒါကြောင့်မလို့အစင်လိုက်လေးလေးရအောင်တော့တော့ရမယ်ပေါ့နော်ဒါတော့ caption ဆိုရင်လည်းအဲသူ့ရဲ့ပုံနဲ့ caption နဲ့ဟိုတခါတည်းတွဲမမီအောင်ဒီချာလေးကြက်မယ်ပေါ့နော်ကျတဲ့အခါမှာလဲ label caption မှာသူ့ရဲ့စကားလုံးအကြီးအသေးပေါ့နော် capital letter နဲ့စထားလားဒါမှမဟုတ် small letter နဲ့စရေးထားလားအဲ့လိုလေးလဲ꿰ပြီးတော့မမိအောင်လုပ်စေချင်တယ်ကိုကချက်တာချက်ထားတယ်တည်တည်ချာချာလဲမှန်နေပြီမဲ့လဲစလုံးအကြီးအသေးမှားသွားတဲ့အခါမှာအမှတ်လျှော့တာမျိုးရှိနိုင်ပါတယ်ဒါဆိုကိုကဂုံထူးလို့မှတ်69တရားမှန်းထားတဲ့သူဆိုရင် အမှတ်လျှော့သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုကဆလုံးအကြီးသေးကိုလည်းတည်တည်ချာချာလေးယူဆိုင်ပြီးတော့ချက်ပြီးပါ။ level caption ရောချက်ပြီးသားပြီဆိုရင်အလွတ်ရေးကြည့်ပေါ့နော်။ချက်စာလိုမျိုးပဲသူလည်းအလွတ်ရေးကြည့်ရမယ်။ပြီးသွားရင်ကိုကစာချက်ပြီးသွားပြီပုံလဲရပြီဆိုတာနဲ့တခါတည်းအလွတ်တန်းပြီးချရေးစေချင်တယ်။တန်းချမရေးဘဲနဲ့နောက်ရကြမှာရေးမယ်လုပ်လိုက်တဲ့ခါကျရင်ကိုအုံနောက်ကဘလောက်မှတ်မိနိုင်လဲဆိုတော့ကိုကတိချမသိတော့ပေါ့။ကိုကရင်ချက်တယ်ချက်ပြီးသွားတန်းချရေးလိုက်တယ်ဆိုကိုဘယ်နာလေးမှမေ့လဲ။ကိုဘယ်နာလိုလဲ။တန်းပြီးတော့အုံနောက်က မှတ်မိရဲ့တခါတည်းမှတ်ထားလိုက်နိုင်တယ်ပေါ့နော်ငါဘယ်နာဒီမှာမေးလိရှိရဲ့ဆိုတော့တန်းတိသွားတယ်အဲ့လိုမှမဟုတ်ဘဲနဲ့စာချက်ပြီးတော့ကျတော့နောက်ရက်မှသွားပြီးတော့ရေးလိုက်မယ်ဆိုရင်ကိုကတခါအဲ့စာကိုပြန်ပြီးတော့မေးသွားတော့ဖတ်ရသေးတယ်ပေါ့ဖတ်ရပြီးတော့ကျွန်မပြန်ချက်တော့ကိုဘယ်နာမှာမေးတက်လဲမှားတက်လဲဆိုတော့တိချာမသိတော့ဘူးပေါ့ဒါကြောင့်မလို့စာချက်ပြီးပြီးဆိုတာနဲ့တန်းပြီးတော့ရေးပါဆိုရင်စာနဲ့ label caption နဲ့ ပြီးသွားပြီဆိုရင်ပုံပေါ့နော်ပုံဆွဲလေးကျင့်တဲ့အခါမှာဆိုရင်လည်းအဲဒုက္ခရောဆရာကြီးဆရာမကြီးကလည်းပြောရပေါ့နော်ပုံတွေထဲကနေချွတ်ဆွမတွေ့ရင်တော့မှသူပြထားသူပြချင်တဲ့အစိတ်အပိုင်းလေးတွေကိုရှင်းရှင်းလင်းပေါ်မယ်သူလိုချင်တဲ့ပုံကိုပေါ့နော်ပုံအောင်ဆွဲနိုင်တယ်ဆိုရပြီပေါ့ကိုကငါးပုံဆွဲခိုင်းတယ်အဲ့ငါးပုံကိုငါးပုံစံလေးပေါ်ပြီးတော့သူပြချင်တဲ့ label မှာထိုးထားတဲ့အစိတ်အပိုင်းလေးတွေကိုပုံပေါ်အောင်ဆွဲနိုင်တယ်ဆိုရင်အဆင်ပြေသွားပြီ ငါးပုံဆွဲပြီးမယ်လည်းငါးမမသိဖားမမသိဖြစ်နေတယ်ဆိုရင်တော့အဲ့ဒါတော့အမှန်မရတော့ဘူးအစင်မပြေတော့ဘူးဒါကြောင့်မလို့ပုံဆွဲခြင်းတဲ့ခါတိုင်းလုံးဝပုံတွေတည်းကချွတ်ချွတ်တူပြီးတော့တနေစရာမလိုဘူးရှင်းရှင်းလင်းလင်းလေးနဲ့သူပြခြင်းတဲ့အတိတ်ပဲကိုပေါ်လွင်အောင်လုပ်နိုင်တယ်ဆိုရင်တော့အစင်ပြေသွားပါပြီဒါဆိုရင်တော့ဒုတိယအစင်ကြက်မှတ်တဲ့အစင်ကတော့အစင်ပြေသွားပါပြီဘောနော်ဒုက္ခထက်ထိတ်ပြောချင်တာကကြောတော့ဒီ label caption ပုံနေဆိုတာကကြောတော့တခါတည်းပေါ့ကိုအိုက်စာကြက်နေတဲ့အချိန်မှာ တဆက်သေးတန်းပြီးတော့လေ့ကျင့်စေချင်တယ်ပေါ့။ဘာကြောင့်လဲဆိုတော့နောက်ကျရင်ဒုက္ခတော့စာရီအရင်များလာတော့စာအဓိကနှွေးရတော့မှာ။နှွေးရတဲ့အချိန်မှာကိုကပုံကလည်းအရင်တော့လေ့ကျင့်မထားဘူး၊လေးဘက်ကပ်ရှင်လည်းကြက်မထားဘူးဆိုရင်ကို့အတွက်အဲ့အရာကြစိတ်ကလေးနေမှာဝင်ထုတ်ဝင်ဖို့တခုလိုဖြစ်နေမှာ။ငါဒါကြီးတည်းမလုပ်ရသေးဘူး။ကိုစာရီကလည်းတိချမရသေးဘူးဆိုပြီးတော့ဖြစ်နေမှာပေါ့နော်။ဒါကြောင့်မလို့တခါတဲ့အဲစာလုတ်ကလေးကပေါ့နော်။သူ စာချက်စာစာချက်ကလေးကသူနဲ့သက်ဆိုင်တဲ့ပုံလေး label တွေ caption တွေကိုတခါတည်းလေ့ကျင့်ပြီးတော့ချက်စီကျင်ပါတယ်ပုံစွဲလေ့ကျင့်စီကျင်ပါတယ်ဒါကြောင့်နောက်ကြာမှာပေါ့နော်ကိုကတခါလေ့ကျင့်ပြီးသားစွဲပြီးသားဆိုတော့ကျတော့နောက်ကြာတော့ပေါ့ကိုကစာလုံးတို့သင်ချာတွေတွေ့တာများလို့နည်းနည်းပြင်းလာပြီးတခြားစာလေးစိတ်ပြေလက်ပြောက်လုပ်ချင်တယ်ဆိုရင်ပုံစွဲထုတ်ပြီးတော့အဲ့လိုလေ့ကျင့်လိုက်တာမျိုး label caption တွေစိတ်ထဲရနေအလွတ်ဆိုကြည့်ရမျိုးအဲ့လိုလေလုပ်ကြည့်လိုက်လို့ရတယ်ပေါ့နော်ဒါကတော့ဒုက္ခဒုတိယအဆင့် ွပြပြီးသွားတာပဲဖြစ်ပါလဲပြီးပြီဆိုတော့နောက်ဆုံးတတိယအဆင့်ဝင်ရောက်လာပါပြီတတိယအဆင့်ကတော့ပြန်နှွေးတဲ့အဆင့်ဖြစ်ပါတယ်ကိုကစာချက်ပြီးသွားရင် စာရည်ကိုဒီတိုင်းပြစ်ထားလို့မရဘူးပေါ့နော်ပြန်နှွေးနေဖို့လိုအပ်တယ်မနှွေးဘူးဆိုရင်ချက်ပြီးသားစာကတော့မိသွားမှာပဲဘိုင်ယိုကကျက်စာဖြစ်တဲ့အတွက်ကြောင့်မိတတ်တာပဲအဲ့လိုမိတတ်တယ်ဆိုပြီးတော့ကိုယ့်ကိုကိုယ်တည်းစိတ်တက်ကြနေကြမလို့အားငယ်နေကြမလို့ဒုက္ခလည်းအဲ့လိုမိတတ်တာပဲဒါပေမဲ့တောက်လျှောက်တောက်လျှောက်ပြန်နှွေးနေလို့ စာမှတ်မိလာတာပေါ့เนาะအဲ့လိုနှွေးတဲ့ခါမှာလည်းကိုကနီလန်းမှန်မှန်နဲ့စာနှွေးဖို့လိုအပ်တယ်။ဒါကြောင့်မလို့ဒုက္ခစာနှွေးတဲ့ခါမှာအသုံးပြုခဲ့တဲ့နီလန်းလေးတစ်ခုကိုလည်းမျှဝေပေးချင်ပါတယ်။ဒီနီလန်းကတော့ဒုက္ခရိုဖမ်လီကိုပိုင်ထက်တန်းចောင်းကတီထောင်သူ founder အကိုကြီးကမျှဝေပေးခဲ့တဲ့နီလန်းလေးပေါ့เนาะ။ဒုက္ခရိုစာတပုတ်နှွေးတော့မယ်ဆိုရင်အဲ့ဒီစာကိုညသောအဖြစ်လုပ်လို့ရှိရာကစာကိုရုံဆုံးကြည့်ဆိုလိုက်တယ်ပေါ့။ကြည့်ဆိုပြီးတော့မှအလွတ်ဆိုလိုက်တယ်။အဲ့လိုဆိုပြီးတော့နှွေးတာ တော်တော်များများနှွေးရပေါ့နော်ဒုက္ခလည်းလို့စာနှွေးလေးရှိတယ်ဒါပေမဲ့အဲ့လိုစာနှွေးတော့ကြတော့ကိုယ်ဘယ်နားမှမေးတက်လဲမှားတက်လဲဆိုတော့တတိချာချာမသိတော့အဲ့ဘယ်မှာအခက်အခဲဖြစ်လဲဆိုတော့ဆောင်မွေးပွဲဖြည့်တဲ့အခါမှာပေါ့ဆောင်မွေးဖြည့်တဲ့အခါကျရင်ကိုကစမိသွားပြီဆိုရင်အေးငါဒီနားလေးကဘာမှမသိတော့ဘူးဆိုပြီးတော့ကြတော့စာကိုဒီတိုင်းထားခဲ့ရမျိုးရှိရပေါ့နော်ဒုက္ခဆိုရင် CD ဖြစ်တော့အဲ့လိုမျိုးထားခဲ့ရတယ်ရှိရဲ့ ။အဲကြောင့်မလို့အဲ့နီလန်ကအဆင်မပြေဘူး။အဲဒုက္ခရဖောင်တာအကိုကြီးပြောပြတဲ့နီလန်ကကြောတော့ကိုကစာနှွေးတော့မယ်ဆိုရင်အဲ့စာကိုပေါ့နော်။စာအုပ်ကိုမကြည့်နဲ့ကိုဘာသာကိုကိုရတဲ့လောက်ဆိုကြည့်အလို့ဆိုကြည့်။ကိုထစ်တာလည်းရှိမယ်၊မိတာလည်းရှိမယ်။အဲ့လိုထစ်တာမိတာရရှိရောကျမကိုဘယ်နာလေးမှများသွားဖြစ်မိတယ်လေဆိုတော့တည်သွား။တည်သွားပြီးဆိုမှကိုကလုံးဝစဉ်းစားလို့မရတော့ဘူးဆိုရင်စာကိုကြည့်ပြီးတော့မှတစ်ခေါက်ပြန်ပြီးတော့အလွတ်ဆိုတစ်ခေါက်ပြန်ပြီးကြည့်ဆိုရယ်ပေါ့နော်ကြည့်ဆိုပြီးသွားတဲ့အခါမှာနောက်တစ်ခေါက်အလွတ်ဆိုရယ် အမှဆိုရင်လည်းအဲတခေါက်ကြည့်ဆိုနေတဲ့အချိန်မှာကိုဆော့ဆော့ကမေးတတ်တဲ့အပိုင်းလေးလိုက်ပြီးတော့ခဲတဲ့နေနဲ့လိုက်မှတ်ထားမယ်ပေါ့ပြီးတော့မနောတခေါက်အလွတ်ဆိုမယ်သူက30တော့ဖြစ်တော့မှာပေါ့နော်ပထမတခေါက်ကိုဘယ်လောက်ရတယ်လဲအလွတ်ဆိုလိုက်မယ်မြောက်ပြီးကြတော့ကြတော့တခေါက်ပြန်ပြီးတော့ကြည့်ဆိုမယ်ကြည့်ဆိုတဲ့အခါကျရင်လည်းကိုမေးတတ်တဲ့အပိုင်းလေးကိုခဲတဲ့နေနဲ့လိုက်မှတ်မယ်နောက်တစ်တခေါက်အလွတ်ဆိုမယ်ပေါ့အချိန်လေးတော့နည်းနည်းပြီးရတယ်ဒါပေမဲ့စာကိုနောက်ကြတော့ပို့ပြီးတော့များများမှတ်မိလာတယ်နွှီးတဲ့အခါမှာလည်းအချိန်ပို့ပြီးတော့တက်တက်တတနဲ့မြန်မြန်ဆန်ဆန်နှွေးနိုင်လာ ဒီနီလန်းလေးကတကယ်ကိုဒုက္ခအတွက်အလုံးဖြစ်တဲ့နီလန်းလေးဖြစ်တဲ့အတွက်ကြောင့်အဲလိုက်သုံးကြည့်ဖို့အတွက်မောင်လေးညီမလေးတို့ကိုအကြံပြုချင်ပါတယ်အဲဆိုတော့ဒုက္ခတို့ကဒီဒါကတော့ကျက်စာနှွေးရဲ့ပိုင်းပေါ့နော် label to caption နေပုံနေပြန်ပြီးတော့လေ့ကျင့်မယ်နှွေးမယ်ဆိုရင်လည်းဒုက္ခဒုတိယအဆင့်မှာပြောခဲ့တယ်လို့ပဲပေါ့နော်ကိုစာလုပ်တဲ့အခါမှာစာရီတွက်စာရီလောက်အများလို့ပြင်းလာတဲ့အချိန်စိတ်ပြေလက်ပြောက်ဖြစ်ချင်တဲ့အချိန်လေးဆိုရင် ပုံဆွဲလေးချက်လိုက်တာမျိုးဒါမဟုတ်ဒီဘယ်လေးတွေကိုစိတ်ထဲကနေစိုးကြည့်ရမျိုးလေးအဲ့လိုလေးလှုပ်ကြည့်ပေါ့နော်နောက်ထပ်တစ်ခုအနေနဲ့ကိုက revision ပြန်တဲ့အခါမှာကျက်စာပေါ့နော်အထူးသဖြင့်ကျက်စာ revision ပြန်တဲ့အခါမှာအလွတ်တစ်ခေါက်ထပ်ပြီးတော့ရေးနိုင်ဖို့ကတကယ်ကိုအရေးကြီးပါတယ်ပထမတစ်ခေါက်ကတော့ဒုက္ခရောဆက်ဆက်ကျက်ချင်းတော့ကတော့ရေးပြီးသားပေါ့နော်ဒါပေမဲ့အဲ့တစ်ခေါက်ရေးုံနဲ့မလုံလောက်ပါဘူးဒုက္ခရောဗဇက်ကသာတောက်လျှောက်ရနေပြီမဲ့လက်ကချရည်လိုက်တဲ့အခါမှာမှားတာမျိုးရှိတတ်တယ်ဒါကြောင့်မို့ကိုတစ်ခေါက် revision ထပ်ပြန်တဲ့အခါမှာဆိုရင် အ ਨੇ ဆုံးတစ်ခေါက်လောက်တော့အလွတ်ရေးတင်ပါတယ်ရေးကိုရေးတင်ပါတယ်ဒါကြောင့်မလို့အဲ revision ပြန်တဲ့ခါမှာလဲစာလေးကိုရေးကြည့်ပါတော့သူကအခုဆိုရင်ပထမဆင်းဒုတိယဆင်းတတိယဆင်းသုံးဆင်းလုံးပြောပြပြီးပြီပေါ့နော်ဒီဆင်းနေတိုင်းလိုက်လုပ်ကြည့်ပဲဆိုရင်သိချာပါတယ်ကိုနကူရထားတဲ့အမှတ်တွေထက်လည်းပို့ပြီးတော့တက်လာမယ်ကိုလိုချင်တဲ့ဂုံဒူးမှတ်တွေဂုံဒူးလွတ်မှတ်တွေလည်းရလာပါလိမ့်မယ်အဲ့တော့ motivation ကန်တာလေးပေါ့နော် တချို့မောင်လေးညီမလေးကြတော့အရန်ကြက်စာပိုင်းမှာတော်တော်အားတာကြတယ်တော်တော်တန်နေပေါ့နော်စာကိုကြက်လိုက်တာနဲ့တန်းရတယ်စာကိုလည်းအကြိုက်မှတ်မိရဲ့အဲ revision လေးပြန်တဲ့ခါမှာဆိုရင်လည်းစာသူတို့ကအကြိုက်မှတ်မိရောကြောတန်တန်ပြီးတော့ကြော revision ပြန်တဲ့ခါမှာပြီးရယ်ပေါ့နော်အဲ့လိုမောင်လေးညီမလေးဆိုရင်လည်းသူတို့အရန်ကန်ကောင်းတာပေါ့နော်တော်လဲတော်ပါတယ်ဒုက္ခကတော့အဲ့လိုမျိုးအဲထဲမှာမပါဘူးပေါ့နော် ဒုက္ခကစဆဆကျက်တဲ့အခါမှာဆိုရင်သူများရဲ့လောင်မြဲမြဲမကျက်နိုင်အောင်နည်းနည်းနှီးတယ်။သူများရဲ့ရနေတဲ့အချိန်မှာကိုကနည်းနည်းမရသေးဘူးပေါ့နော်။ကြာကြာလေးတော့ကျက်ပြီးရတယ်။ဒါပေမဲ့ဒုက္ခအဲ့လိုမျိုးကျက်ပြီးသွားပြီးရပြီဆိုတာနဲ့ revision ပြန်တဲ့အခါကျရင်တော့ဒုက္ခအကြိုက်မှတ်မိရဲ့။တချို့တွေကျတော့အဲ့လိုမျိုးကျက်တဲ့အခါမှာမြန်ပြီးမဲ့လဲ revision ပြန်တဲ့အခါကျတော့သူကစာမမှတ်မိတော့နောက်တစ်ခေါက်ပြန်ကျက်ရမျိုးရှိရဲ့ပေါ့။ဘယ်နေရာမှာကွာသွားလဲဆိုတော့ဆဆကျက်တဲ့အချိန်မှာတေချာကျက်တာမကျက်တာကွာသွားတာပေါ့နော်။ဒုက္ခတော့အဲ့လိုမြင်တယ်ပေါ့။ ဒုက္ခဆိုရင်ဆဆကြက်တဲ့ချိန်မှာသူများရဲ့လောက်မမြန်ဘူးနှီးတယ်ဒါပေမဲ့စာရောဒုက္ခကြက်ကြမှတ်မိရယ် revision ပြန်တဲ့ခါမှာဆိုရင်တော့သူများရဲ့လည်းဒုက္ခမြန်မြန်ပြီးရယ်ပေါ့နော်ဒါကြောင့်မလို့တယောက်နဲ့တယောက်မှာတော့အာသာချက်အာနေချက်ကိုစီတော့ရှိရပဲပေါ့နော်ကိုကသူများရဲ့လောက်အဲဘာလို့ကြက်တာမမြန်လို့အားငယ်တာစိတ်အားစိတ်တကြမျိုးပဲဖြစ်နေပေါ့နော်သူများကကြက်တဲ့ခါမှာတနင်္လာနေ့ရရင်ကိုက2နိုင်လောက်ကြက်နေရတယ်ဆိုလဲဘာဖြစ်လဲငါရအောင်ကြက်မှာပဲကိုက တစ်ခေါက်နဲ့မှမရရင်နှစ်ခေါက်ကြက်မယ်တစ်နိုင်နဲ့မှမရရင်နှစ်နိုင်ရအောင်ကြက်မယ်အဲ့လိုမျိုးစိတ်အလျှော့မပီးဘဲနဲ့ကိုရတလောက်ရတလောက်တူ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 ပြီးတော့ကြက်သွားကြည့်ပါနောက်ဆုံးမှကိုလုံနိုင်သွားမှာပါအသေးချာပါတယ်ဒုက္ခရောကြောင်းမှလည်းအဲ့လိုမျိုးဖြစ်ခဲ့တဲ့တာတကလေးရှိရပါတော့ဖမ်လီကြောင်းဖောင်တာကိုကြီးရဆိုဒုက္ခရောရှိရစီနီယာကိုကြီးအမကြီးကိုတာတကထားပြီးပြောပြရပါတော့သူတို့ဆိုနေလို့မိုဘိုင်းအိုရီချက်တာတွေမရဘူးပေါ့နော်ခက်ခဲဖြစ်တာရှိတယ်ဒါပေမဲ့သူတို့တွေစိတ်အား မလျှော့ဘဲနဲ့တောက်လျှောက်တောက်လျှောက်ကြက်သွားတယ်ကိုရသလောက်လုံသွားတယ်လုံသွားပြီတဲ့ကြောင့်နောက်ဆုံး final မှာဆိုရင်ဂုံဒူးထွက်တာမျိုးရှိတယ်ပေါ့နော်ဒါကြောင့်မလို့စိတ်အားမလျှော့ဘဲနဲ့အကောင်းဆုံးကြိုးစားကြည့်ပါဒုက္ခလည်းအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ငါဘာကိုခြောက်ခိုင်းတော့ကျက်နိုင်ပါမလားငါမှတ်မိပါမလားဆိုပြီးတော့အဲ final မဖြေခင်ရပေါ့နော်ကိုကိုကိုတွေးပြီးတော့ကျတော့စိတ်ပူတာမျိုးရှိတယ်ဒါပေမဲ့လည်းဒုက္ခ final မဖြေခင်ပေါ့နော်အဲဆာမွေး ဖြစ်စစ်ဖြစ်ပြီးတော့ပြန်လာတော့ကျော်တော့ခဏနာပါညာလုပ်ပြီးတော့စာနွေးတဲ့ခါကျရင်ဒုက္ခတအုပ်လုံးကိုတော့ပြီးအောင်နှွေးနိုင်ခဲ့တယ်ဒါပေမဲ့ညာ၁၂နှစ်လောက်ထီတော့ရောက်သွားတယ်ပေါ့နော်အကုန်လုံးတော့ပြီးအောင်နှွေးနိုင်ခဲ့တယ်အဲဒါပေမဲ့ liver caption တော့ကြည့်ချင်တော့မရလိုက်ဘူးဒါပေမဲ့လည်း liver caption နေပုံတွေကိုတော့ဒုက္ခအရင်တော့လေ့ကျင့်ပြီးသားထပ်ခေါက်တစ်ခါပြန်နှွေးထားဖြစ်တဲ့တောင်အကောင်းဆုံးဖြစ်နိုင်ခဲ့တယ်ပေါ့ဒါကြောင့်မို့လို့လည်းဒုက္ခ69မှတ်ရခဲ့တာပေါ့နော်အဲဒုက္ခကိုစုပ်ကူမဲ့ရတာကလည်းဒုက္ခကိုတင် जा ပေးခဲ့တဲ့ဆရာကြီးဆရာမကြီးရဲ့ကျေးဇူးတွေလည်းအများကြီးပါပါတယ် ဒါကြောင့်မို့ရနိုင်တာပါအခုကြည့်နေမှောင်လေးညီမလေးဆိုရင်လည်းပေါ့နော်ကိုကိုကိုမဖြစ်နိုင်ဘူးဆိုပြီးတော့ကျွန်တော်မတွေးပါနဲ့အဓိကကလူတွေမှာအရေးကြီးဆုံးကစိတ်ပဲကိုစိတ်ဆောင်ရင်ဘာမဆိုးဖြစ်နိုင်တယ်ဒုက္ခလည်းအဲ့လိုဖြစ်ပြီးတော့ကြောဖြစ်နိုင်ခဲ့တာပဲဒါကြောင့်မလို့ငါလုံနိုင်တယ်ငါဒါဒီအပုပ်ကိုရအောင်ကြက်မယ်ငါတဏှာရင်နဲ့မရအောင်ဆိုရင်နှစ်နာရီကြက်မယ်သုံးနာရီကြက်မယ်ငါမရရအောင်ဒီပုပ်ကိုရအောင်ကြက်မယ်ဆိုပြီးတော့ကျွန်တော်တွေးထားရင်တကယ်ကိုဖြစ်အောင်လုပ်နိုင်ပါတယ်ဒါကြောင့်မလို့မောင်လေးညီမလေးတွေလည်း ကိုစိတ်ကိုပေါ့နော်ယုံကြည်ချက်အပြည့်အဝထားပြီးတော့အကောင်းဆုံးကြိုးစားကြပါကိုလိုချင်တဲ့အမှတ်တွေကိုဖြစ်ချင်တဲ့ရည်မှန်းချက်တွေအတိုင်းဖြစ်နိုင်ပါပါဖြစ်နိုင်ပါစီလို့လည်းဒုက္ခဆူတောင်းပေးပါတယ်ဆိုရင်တော့ဒုက္ခရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင်တော့ like လုပ်ပေးသွားပါအောင်ရှင်ဒုက္ခရဲ့နောက်ထပ်ဗီဒီယိုလေးတွေကလည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးလာမှဖြစ်တဲ့အတွက်ကြောင့် channel လေးကိုလည်း subscribe လုပ်ပေးသွားကြပါအောင်ရှင် bye bye